ဆရာသမားတွေရှိရပေါ့နော်အဲအဲ့ဆရာသမားတွေကနေပြီးတော့အဲသူတို့ရှိရနေပြီးတော့နီးနာတွေယူပြီးတော့ဗောနော်အဲဒီလိုမျိုးတွေရှိရဒီလိုမျိုးဆိုလို့ရှိရင်တော့ဘလို့နမိတ်တွေရှိရဆိုပြီးတော့ကြိုတင်ပြီးတော့တတိပေးခဲ့တာတွေပြောခဲ့တာတယောက်နဲ့တယောက်ဗောနော်တတိပေးခဲ့တာတွေရှိရဘာလို့ဆိုတော့ဘာလို့အပြင်ကိုအရန်ကြီးဖွင့်ထုတ်ပြီးတော့မပြောခဲ့ကြတာလဲဆိုလို့ရှိရင်ဟိုတချို့တွေကကြတော့လေ ဟာမင်းတို့တွေကတအားစကားကနေပြီးတော့နမိတ်ဒီအရန်ဖတ်ကြတာပဲဆိုတော့ဟာမျိုးတွေဟို ပြောခံရတယ်ဗောနော်အဲ့တော့ဟိုဆ iam မလေးအမှန်တမ်းပြောရရင်ဆ iam မလေးတို့ရဲ့ဆရာသမားတွေကလည်းအခုဆိုရင်ဆ iam မရဲ့ Facebook မှာလည်း share ထားတယ်ဗောနော်ဆရာမရဲ့ဆရာပေါ့တယောက်ကနေပြီးတော့သူချိုတင်ပြီးတော့လဲဟောပေးထားတယ်ပြောပေးထားတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုတိပြီးတော့လဲဆရာမဆိုအရန်ကြောက်ခဲ့တယ်ဒါအမှန်တိုင်းပြောပြတာဆရာမအရန်ကြောက်ခဲ့ရတဲ့နှစ်တစ်နှစ်ပေါ့နော်ဒီနှစ်ကအဲအားတိတ်စားတော့ အဲအခု share ပေးထားတဲ့ Facebook မှာတော့ဝင်ကြည့်လို့ရတယ်ပေါ့နော်တော်တော်လေးမှဒီမြေစာပြူရာတွေပေါ့နော်ပြူပြူမဲ့ကိစ္စတွေတဘာဝဘေးနဲ့ပတ်သက်ပြီးတော့ချိုတင်ပြီးခမှန်းပြီးတော့ကိုခေါ်ပေးထားပါတယ်အဲ့ဒါကြတော့ဆရာမတို့ရဲ့ဆရာတွေပေါ့နော်ဒီပါရမီရစ်တန်နဲ့ဆရာမတို့တင်ယူခဲ့ရတဲ့ဆရာတွေကနေပြီးတော့ဒေချာလေးခေါ်ပေးပြောပေးထားပါတယ်ချိုမြင်လားဆိုလို့ရှိရင်ဆရာမတို့ရဲ့ဆရာတွေကလည်းချိုမြင်ခဲ့ပါတယ်ဆရာမတို့လည်းတတိပေးခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲအမြဲတမ်း ဟိုကိုနဲ့မကွာပါတော့တတိကိုကတ်ပြီးတော့ကို့ကိုလာမေးကလိုင်းနေကိုဆံမကတတိပေးတယ်ဟိုဆံမနာမည်ကတော့အာတာတော့ဘိုင်ရှေးပြေးပါပေါ့နော်ဟိုဒီပညာကိုကြတော့အမှတ်မထင်ပါပေါ့နော်ဟိုကို့ကိုဝါနာပါမန်းတော့မသိခဲ့ဘူးနော်ဒါပေမဲ့အဲအချိန်ခါလဲကြာလာတာပေါ့နော်လောက်ရမယ်ဒါကံလဲပါလာတာပေါ့အဲ့ချိန်မှာမထင်မဲ့ဖိုးနေပေါ့နော်အမ် ဒီပညာကိုသင်ခွင့်ရခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒါအခုဒါဟိုငလင်းအတွက်ကိုပေါ့နော်ကိုတက်နိုင်သလောက်ဒီပညာလေးနဲ့ငါအာပောင်ဝင်ပြီးတော့ပေါ့နော်ဖြည့်တင်းပြီးတော့ငါလှူမယ်ပေါ့အများကြီးလည်းမလှူနိုင်ဘူးလေနော်အများကြီးလည်းကိုမလှူနိုင်တဲ့အတွက်ကြောင့်မလို့အာဒီဒေသရှင်ပေါ့နော်အာဆိုတော့မှပိုးမိလေးကိုဒါဆက်သွဲပြီးရောပေါ့နော်ဒီမှာလည်းပအဝင်ပေးခြင်းမာတယ်ဆိုတော့ အော်အမကလည်းဝဲခန့်ပါပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့အဲဒါဆက်သွယ်ပြီးတော့လာပြီးခွင့်ပြုပေးဖြစ်တာပေါ့နော်အဲ့တော့လေရန်လဲဝမ်းသာမိရယ်ကိုကအဲတက်နိုင်လားဒီပညာလေးနဲ့ပဲကိုကကိုခွင့်ကဲခွင့်ရတာလေနော်အော်တခြားအများကြီးကိုယ်တချီလိုဘာလို့လဲအဲ့လိုပုံစံမျိုးလဲမလူနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့လဲမလူနိုင်တဲ့အတွက်ကြောင့်မလို့လဲဒီပညာလေးနဲ့တအားသေးပေါ့နော်ကိုလူနိုင်တဲ့အတွက်လဲ အရန်လည်းပီတိဖြစ်ပါတယ်လို့အရန်လည်းကျေးဇူးတင်ပါတယ်လို့ဟိုပါဝင်ခွေပေါ့နော်ပေးခဲ့တဲ့အတွက်လည်းအဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်တော်တော်လေးမှပေါ့နော်ငန်းတော်တော်မကောင်းတာပေါ့ပြောရမယ်ဆိုတော့စိတ်တော်တော်လေးမှမကောင်းဘူးဘာဖြစ်လို့ဆိုတော့ အဲ့ဒီထဲမှာလဲငလင်းဒန်တင့်သွားတဲ့ထဲမှာလဲဆံမလေးရဲ့ဆရာကြီးလဲပါသွားတယ်ပေါ့နော်အဲ့ဒီသူ့ရဲ့ဟိုအိမ်ကြီးပေါ့နော်ပြိုကျတယ်ဆိုတော့လေဆံဟိုမိတ်ဆွေအပေါင်းအသင်းဆံမလေးတားရဆံမလေးကြီးလဲတော်တော်များအိုက်မှာမင်းလေးမှာပအောင်ရပေါ့နော်ဆိုတော့အရန်စိတ်မကောင်းဖြစ်ရတယ်ပေါ့ညင်မြင်ချင်းလဲလေမယုံနိုင်အောင်ဖြစ်မိရယ်ဩဘာလို့ညာအဲ့လောက်ကြီးပေါ့နော်ဖြစ်သွားကြရတာလဲပေါ့နော်ဆိုတော့ပြောမှဆိုရင်ရင်ထဲမှာတော်တော်မကောင်းတာပေါ့နော်ဩဒါကလည်း ဖြစ်ပြီးသားဆိုတော့ဘာမှမတက်နိုင်ဘူးပေါ့နော်ဟုတ်ဖြစ်ညီငင်ငါစဆိုရှင်လေတခါမှလည်းမကြုံဘူးတဲ့အဖြစ်မျိုးဆိုတော့ညီအောင်ကြမိရဲ့ရင်ထဲမှာလည်းတော်တော်လည်းမကောင်းဘူးမကောင်းဖြစ်မိရဲ့ယုံကြည်တဲ့သူတွေလည်းရှိရဲ့မယုံကြည်ခုနကပေါ့နော်ဟိုပြောမေးတယ်လို့ပေါ့ယုံကြည်သူလည်းရှိရဲ့မယုံကြည်သူလည်းရှိရဲ့အဲ့ဒါကြတော့ဟိုတချို့ဆိုလို့ရှင်အာဆက်ကူလေးတွေပါစားရက်လေးတွေနဲ့ပေါ့နော်အဲဒါဟိုဖတ်နိုင်လားပြောနိုင်လားတကယ်ကို ဟုတ်ရဲ့လားဆိုပြီးတော့အဲ့လိုကိုကိုနော်ဟို ကိုယ်တိုင်ကိုကြတော့မှဒဲ့ကိုလာပြီးတော့မေးရလဲခံရတယ်ပေါ့နော်ဆိုတော့ဟိုဆရာမကတော့လေပြောမှဆိုလို့ရှိရင်လေအများကြီးဟိုမပြောချင်ဘူးပေါ့ခဲလာမယုံမလားထိုင်ဆိုပြီးတော့ကိုကကက်ကလေးကိုသုံးကက်အဲ့လိုလူမျိုးကြတော့တကက်တယ်နဲ့နောက်ဒါမှမဟုတ်လို့ရှိရင်လေဒီထက်ပို့ပြီးတော့တေးကြတဲ့နဲ့ဆိုသုံးကက်ချပြီးတော့ခေါ်ပေးလိုက်တယ်ပြောပေးလိုက်တယ်အဲ့မှာတယ်ဘာမှမပြောနိုင်တော့ ဆိုတော့ဟိုယုံကြည်ပါလို့လည်းမပြောဘူးဒါကတော့ကိုယ့်ရဲ့လူဟိုလွတ်လပ်ပိုင်ခွင့်ပေါ့နော်တချို့ကြတော့လည်းဟိုတမင်သက်သက်ပညာဆန်းတာလည်းပါတယ်ပေါ့နော်တချို့ကြတော့လည်းတကယ်ယုံကြည်လို့လည်းပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါဆရာမတို့ကဟိုဆရာမတို့တကြွန်းနဲ့ဒီပညာလေးနဲ့ဆရာမတို့ပါပါရမီပါလာတဲ့အသိဉာဏ်ပညာလေးနဲ့ပေါ့နော်ဟိုဘလို့ပဲဖြစ်တဖက်ရဲ့လူပေါ်မှာအဲကဲခွင့်ကိုကချိုးပြီးတော့ပြောပြခွင့်ဒါက ကျမတို့ကဟိုဟိုလုံးဝဟိုအတိညာပွင့်နေတယ်သူမဟုတ်ဘူးရှေ့ပြစ်ကိုအရင်ကြိုပြီးတော့ဟိုနမိတ်ရနေတယ်လို့မဟုတ်ဒီကတ်လေးရနေပြတဲ့နမိတ်ကိုပဲမြင်တာကိုခေါ်ပေးပါတယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတွေ့တယ်ကတ်ကပြတဲ့အတိုင်းကိုခေါ်ပေးပါတယ်ကတ်မှာပြတဲ့နမိတ်ကိုပဲကိုကပြောပေးတာပေါ့နော်ဖြစ်ဖို့တော့ရှိရဲ့တတိထားဖြစ်မယ်လို့တက်အပ်ကြီးမပြောနိုင်အောင်မှဖြစ်ဖို့တော့ရှိရဲ့တတိရောထားဆိုရဲ့ အဲပုံစံမျိုးနဲ့ကိုကအဲနမိတ်ဖတ်ပေးတာပေါ့နော်ဖတ်ဟိုနမိတ်ဖတ်ပေးသူပေါ့ပြောမယ်ဆိုရင်တတော်ဟုတ်ကဲ့ဆရာမတို့ကျတော့ပညာကလည်းနည်းနည်းရင်နုသေးတယ်ပေါ့နော်မရင်တန်သေးတဲ့အတွက်ကြောင့်မလို့ဆရာမတို့ရဲ့ဆရာသမားတွေရှိရပေါ့နော်အဲအဲ့ဆရာသမားတွေကနေပြီးတော့အဲသူတို့ရှိရနေပြီးတော့နီးနာတွေယူပြီးတော့ပေါ့နော်အဲဒီလိုမျိုးတွေရှိရဒီလိုမျိုးဆိုလို့ရှိရင်တော့ဘလို့နမိတ်တွေရှိရဆိုပြီးတော့ကြိုတင်ပြီးတော့တတိပေးခဲ့တာတွေပြောခဲ့တာတယောက်နဲ့တယောက်ပေါ့နော် တတိပေးခဲ့တာတွေရှိရဘာလို့ဆိုတော့ဘာလို့အပြင်ကို အရန်ကြီးဖွင့်ထုတ်ပြီးတော့မပြောခဲ့ကြတာလဲဆိုလို့ရှိရင်ဟိုတချို့တွေကကြတော့လေဟာမင်းတို့တွေကတအားစကားကနေပြီးတော့နမိတ်ဒီအရန်ဖတ်ကြတာပဲဆိုတော့ဟာမျိုးတွေဟို ပြောခံရတယ်ဗောနော်အဲ့တော့ဟိုဆ iam မလေးအမှန်တမ်းပြောရရင်ဆ iam မလေးတို့ရဲ့ဆရာသမားတွေကလည်းအခုဆိုရင်ဆ iam မရဲ့ Facebook မှာလည်း share ထားတယ်ဗောနော်ဆရာမရဲ့ဆရာပေါ့တယောက်ကနေပြီးတော့သူချူတင်ပြီးတော့လဲဟောပေးထားတယ်ပြောပေးထားတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုတိပြီးတော့လဲဆရာမဆိုအရန်ကြောက်ခဲ့တယ်ဒါအမှန်တိုင်းပြောပြတာ ဆမအရန်ကြောက်ခဲ့ရတဲ့နှစ်တစ်နှစ်ပေါ့နော်ဒီနှစ်ကအဲအဲကိစ္စကတော့အဲအခု share ပေးထားတဲ့ Facebook မှာတော့ဝင်ကြည့်လို့ရတယ်ပေါ့နော်တော်တော်လေးမှဒီမြေစာပြူရာတွေပေါ့နော်ပြူပြူမဲ့ကိစ္စတွေတဘာဝဘေးနဲ့ပတ်သက်ပြီးတော့ချိုတင်ပြီးခမန်းပြီးတော့ကိုဟောပေးထားပါတယ်အဲ့ဒါကြတော့ဆီယမရရဲ့ဆရာတွေပေါ့နော်ဒီပါရမီရည်တန်တဲ့ဆီယမရ တင်ယူခဲ့ရတဲ့ဆရာတွေကနေပြီးတော့တေချာလေးဟောပြီးပြောပြထားပါတယ်သူတို့ပြောထားတဲ့ဒီကိုကိုရီးယားဒါထပ်ပြီးတော့တင်ယူရတာပေါ့နော်အဲဒီလိုမျိုးတွေချိုးလို့ရှိရင်ဒါမျိုးတွေဖြစ်တတ်ပါလားဆိုရဲတွေ့ကြုံပေါ့နော်အတွေ့အကြုံတွေကိုယူရတယ်အခုဆိုလို့ရှိရင်အော်ဒါမျိုး ဖြစ်လို့ရှိရင်ဒါဖြစ်တတ်ပါလားဆိုရဲဟာမျိုးဟိုတွေ့ကြုံသွားရပြီဆိုတော့ကဆရာမပြောချင်တာပေါ့နော် အခုဖြစ်မဲ့ကိစ္စတွေကိုပြောမယ်ဆိုဆရာမရဲ့ဆရာတွေကလည်းဟောထားပါတယ် ကာကွယ်မဲ့အင်းအားမရှိနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအထိနာခဲ့ကြရဲလို့ပဲဆမဟိုညင်နေပေါ့နော်ဒါတွေကတော့ဆမအနေနဲ့မပြောလို့တော့ပေါ့မို့နော်အဲဒါပေမဲ့ချုံမြင်လားဆိုလို့ရှိရင်ဆမရဲ့ဆရာတွေကလည်းချုံမြင်ခဲ့ပါတယ်ဆမတို့လည်းတတိပေးခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲအမြဲတမ်းဟိုကိုနဲ့မကွာပေါ့နော်တတိကိုကတ်ပြီးတော့ကိုယ်လာမေးရဲ့ client တွေကိုဆမကတတိပေးတယ်ဒီနှစ်ကို ဒေတာလေးကယူဆိုင်ကြတော့ဆရာမရဲ့အနေနဲ့ရဲ့က client တွေကိုလည်းဆရာမအမြင်နဲ့သတိပေးတယ်အဲသူတို့တွေပေါ့နော်သတိနဲ့အမြင်နဲ့ကတ်ဖို့လက်လွတ်စပယ်မနေဖို့အနေနဲ့ရဲ့ကမိဘပြည်သူတွေလည်းဆရာမလေးသတိပေးပါတယ်ပေးခဲ့ပြီးရယ်ပေါ့နော်အဲ့ဒါပြီးခဲ့တဲ့တပတ်လောက်ကတော့မှဒီဖြစ်ခံဒီတပတ်အချို့ဆောလောက်ကတော့ client ယောက်ကိုသတိပေးခဲ့တယ် ARV တိုင်းဘက်ကလေ client ယောက်ကတော့မှသတိပေးခဲ့တယ်အဲ့ဒါပေါ့နော် ဩဟလာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့တော့ကျိုမသိခဲ့တာတော့အမှန်ပဲဟိုဖြစ်တာတော့ဖြစ်မှာဒါပေမဲ့ဟိုတခါမှအဲ့လောက်ထိဖြစ်မယ်လို့တကယ်ကိုတသက်နဲ့တကူမတွေးခဲ့မိဘူးပေါ့နော်ဒီလိုမျိုးတွေများဖြစ်ဖို့နမိတ်တွေပါရခဲ့တယ်ဆိုလို့ရှိရင်ဆရာမလေးအစွမ်းကိုတနိုင်တယ်လို့တကယ်ကိုအဲဖတ်ဒီလိုပေါ့နော်အတ္တိအတ္တိတွေပေးမယ်လို့ဆရာမတော့ဟိုရိုက်ခေါင်းထဲမှာရိုက်သွင်းမိသွားတယ်ပေါ့စိတ်ထဲမှာလည်းမှတ်သွားတယ်ပေါ့နော် အခုဆိုလို့ရှိရင်ဆရာတွေရောဆရာမတို့ရဲ့ယင်ထဲမှာရောပြည်သူတွေရဲ့ယင်ထဲမှာပါထိတ်လန့်နေကြောက်ရွံ့နေပေါ့နော်အခုဆိုဟိုတနေ့ရဆိုရှင်မနေ့ကမနေ့ရပေါ့နော်ဆရာမတို့ဒီဒါဝန်ထဲချင်းထိမ့်မဲ့နေနဲ့အော်အော်တွေဆွဲကြရတယ်အဲ့တော့ရုတ်တရက်အော်အော်ထဆွဲလိုက်တဲ့အချိန်မှာဆရာမရဲ့ဆရာတွေဆိုရှင်တဲ့အိမ်ထဲကနေပြေးထွက်တာပေါ့နော်ဟိုးလန့်ပြီးတော့ဘာဖြစ်တာလဲပေါ့နော်အမှန်တော့သူတတိလက်လွတ်မေ့သွားပြီးတော့ ဟိုဘာများဖြတ်ထဖြစ်မလဲဆိုပြီးကြောက်ရွံ့ပြီးရောပေါ့နော်အခုဆိုလို့ရှိရင်လည်းငင်းငင်းလှုပ်တာရလည်းမြေလှုပ်တာမရက်သေးဘူးလို့လည်းကြားရတယ်ပေါ့နော်ဒီနေ့တောင်မှထပ်လှုပ်သွားတယ်လို့ကြားရတယ်ဆိုတော့အာတော်တော်လေးမှစိတ်ထဲမှာလည်းအစိုးရင်ရတဲ့အနေထားမှာပဲရှိသေးတယ်လို့တော့ဆရာမတို့မြင်တယ်အမြင်ဟိုပေါ့နော် ဟိုတတိကပ်ပေးပါလို့လလစပယ်မနေကြပါနဲ့လို့ဆီယမကတော့အမြဲတမ်းပေါ့နော်ဟိုပြောပြောခြင်းနဲ့တတိပေးခြင်းနဲ့ပေါ့နော်ရင်ထဲမှာလည်းဟိုကို့မောင်နှမသားချင်းအရင်လို့ဟိုဖြစ်သွားတယ်လို့ပဲကိုခံယူပါတယ်တကယ်လဲစိတ်မကောင်းဖြစ်ရပါတယ်ဘသူတွေပဲဘလို့ပဲဖြစ်ဖြစ်ဘသူတွေဘလို့ပုံပုံတွေပဲဖြစ်ဖြစ်ကိုရဲ့ဒါမောင်နှမသားချင်းနေဖြစ်တယ်လို့ပဲသတ်မှတ်ပါတယ် ဘူးပေါ့နော်တကယ်ရင်ထဲမှာမကောင်းဖြစ်ရပါတယ်ဟုတ်မြန်မာနိုင်ငံကလည်းဒါဟိုပတ်ဝန်းကျင်မှာလည်းဗုဒ္ဓဘာသာများတဲ့နိုင်ငံလည်းဖြစ်တယ်ပေါ့နော်ဟိုဗုဒ္ဓဘာသာတွေများတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့တခြားဘာသာတွေဝင်နေလည်းရှိပါတယ်အဲ့တော့ကိုယုံကြည်ရာဘာသာတွေပေါ့နော်ဘာသာတွေမှာကိုကိုယ့်ရဲ့ဘာသာတွေကိုဒီဇိုင်းမမှန်နဲ့ပေါ့နော်တေချာလေးအခုချီအောင်စပြီးတော့ပေါ့နော်တရားနဲ့တရားပေါ့နော် အရင်တော့ကဘလောက်ပဲအမုန်းနေရှိခဲ့ရှိခဲ့ တယောက်နဲ့တယောက်ကအခုချိန်မှာဖေးမရိုင်းကူရင်းနဲ့ပေါ့နော်ဖေးမလက်တွဲကူရင်းနဲ့ဟိုဖះဒီဘာဝနာတွေပေါ့နော်ကြွားမြမယ်ပြီးလို့ရှိရင်တမုတ်တွေကာရာလေးကိုကိုသစီလေးရွှေပေးပါပြီးလို့ရှိရင်ကျမတို့အရဟံပေါ့နော်အရဟံလေးကိုလည်းမပြတ်ပေါ့နော်ပြီးရင်မျက်နာမိုးလင်းတာနဲ့မျက်နာတက်လို့ရှိရင်တရဏဂုံသုံးပါးဒီပေးပါတို့နော်တရဏဂုံသုံးပါးအဲ့ဒါကတော့ကျမတို့ရဲ့အကောင်းဆုံးရည်ရည်ပါပဲနော် အဲ့ဒါလေးလုပ်ပေးပါလို့ဆရာမတော့ပြောပါတယ်ဆရာမလည်းလက်ရှိမှာလုပ်နေပါတယ်မနဲ့မိုးလင်းတာနဲ့မျက်နှာတက်တာနဲ့အဲ့ဒါလေးပဲလုပ်ပါတယ်ရေရီကတော့အဲ့ဒါအကောင်းဆုံးပဲ